မတ်လ25ရက်နေ့2025ခုနှစ်လူမြတ်ကျော်ရဲ့ညာခင်ပိုင်းတင်ဆက်မှုများမှာကျူးစွာပါတယ်။မနေ့ကတော့တော့တတ်မှုများနီလာကန်ဆိုတဲ့ကိစ္စဒေါ်လာရေးကိုတွေးတက်လောင်းကြခေါင်းဆောင်မျိုးဆက်ပေါ်ထွက်လာအောင်နီလာကန်ကစစ်ကောင်ရှင်ဖွဲ့ကြအလဲကြစစ်ဦးစီးချုပ်နဲ့တော်လန်ရေးကိုအောင်ပွဲရလူရဆိုတဲ့ရွေချက်နဲ့ ။ရာဦးကြည်မင်းရဲ့အချို့တက်မှုတွေဆွေးနွေးကြပါတယ်။နောက်ရက်တွေမှာတော့ဒီထက်ပိုပြီးပြည့်စုံတဲ့အခြေအနေတွေကျွန်တော်ပြန်လာပါမယ်။ဒီနေ့တော့အခြေသတင်းကြည့်နေတဲ့ online ထက်ကသတင်းတွေကတော့အချင်းပေါင်းတမယာသီးတုတ်အပ်ဒီမရလို့ပိတ်ခိုင်းနေဆိုတဲ့သတင်းရှိပါတယ်။ကိုလုံးမကိုစားရတာပါ။ကိုလုံးမကိုစားရတာပါ။ဒါပေမဲ့ စနစ်မကောင်းရင်တော့အချင်းပေါင်းတော့ရောင်းစားလို့မရတဲ့ဘဝ FDA တနိုင်ငံလုံးကိုတရုတ်ပြည်ကသွင်းနေတဲ့ snap အထုတ် FDA စတနိုင်ငံလုံးကဈေးတယ်ဟိုတယ်စာကအစ FDA ရှိလို့လားဒါပေမဲ့နာမည်ကြီးလာရင်မနာလို့မရှုစိတ်ကြဘူးဗျကိုယ့်အကူရိုးရိုးတတအချင်းပေါင်းရောင်းစားတာပါ ဒါပေမဲ့စနစ်မကောင်းတော့မတရားအနိုင်ကျင့်ခံရတော့။ online ဈေးရောက်မှုရလား။ကိုလိုမှာကိုစားတာလေ။ကိုပစံနဲ့ကိုကိုဈေးရောက်တာလေ။အေးကို internet ပေးကိုဆောင်ပြီးဈေးရောက်တာလေ။ဒါပေမဲ့စစ်အာဏာရှင်စနစ်အောက်မှာ internet line ကောင်းနေသလား။မိမှန်နေသလား။ online မှာဈေးရောက်စားလို့ရလား။ကိုလိုမှာကိုစားရတာ။ ဒါပေမဲ့စနစ်မကောင်းရင်တော့ခင်ဗျားတို့ဘာမှလုပ်မရအချင်းမောင်းပြီးတော့အချင်းမောင်းနဲ့အပြာဒီကနေ့ online ထပ်မှာတော့ဘုံခိုချင်းဒူဖော်ကြီးကုမ္ပဏီတွေနေစားသမားတွေတော်များများထွက်ပေါ်နေပါတယ်ဘုံခိုချင်းဒူဖို့အသိပညာကြီးလုပ်ငန်းများကို 18.2ဘီလီယံတုံးဆွဲထားတယ်လို့မြို့သားညူရီအစိုးရရဲ့ဝန်ကြီးဌာနတစ်ခုကဆိုပါတယ်ခင်ဗျာဒါပေမဲ့အဲ့ဒီတရင်ကို မောင်းကဒီကနေ့ပဲပြန်လဲအက်ဒစ်လုပ်ပြင်ဆင်ပြီးလူသားချင်းစာနာမှုဆိုင်ရာအကူအညီများ ပေးတယ်ဆိုတာမျိုးလေးထပ်ဖြည့်ရတာတွေ့ရပါတယ်ဒါရီနဲ့ပတ်သက်ပြီးငှက်ကင်ဘုန်းခုချင်းလူတော်လှန်ရေးနဲ့အတွေးခေါ်ဆိုတဲ့ အကြောင်းလေးကိုဒုတိယပိုင်းမှာဆွေးနွေးကြမှာဖြစ်ပါတယ်။အခုတော့တော်လန်တရင်းနေနဲ့စလိုက်ရအောင်။ဒီနေ့တော်လန်တရင်းနေမှာပြည်သူကျင်စာ ပြည်သူစင်ကြီးတင်ပြီးကိုတက်ကိုမှားကျဲတာနဲ့ကိုလူကိုပြစ်တတ်တဲ့တရင်းတွေရှိနေပါတယ်။နောက်တစ်ခုကဝမ်တာအလေဖြစ်เสียတရင်းကတန်တလန်တန်တလန်မှာရှိနေပါတယ်။တန်တလန်မှာစစ်ကောင်စီ စကစကခန့်အပ်ထားတဲ့စကစအဖွဲ့ဝင်ဒေါက်တာမူထန်တန်တလန်မျိုးရှိနေအားလုံးမြေအားလုံးကိုပြည်သူပိုင်ဖြစ်ချိတ်ပိတ်သိမ်းဆဲလိုက်ပါဒီတဲ့ရှိပါဆိုတော့စားလိုက်ကြရအောင်ပြည်ကစပြောမယ်ဗျပြည်မှာအုံတော်လမ်းမှာပြည်ဒကစဂျီဝမ်ပုံမူဂျီဟွန်း ပြည်ပတော်ပေးစမ်းပေါက်ချောင်းရွာစမ်းပေါက်ချောင်းရွာပြည်ကဒါကစာជីဝမ်မတဘောမရှိကైတေချင်းစိုးနဲ့နေပြီးတရကုံတင်လို့ရပါပြီဆိုတဲ့အကြောင်းလူမြတ်ကျော်ကတရင်စကားပွားပြန်စီဘဝရက်ကွက်ကလူတွေဗီဒီယိုကိုတိတ်တဆိတ်ကြိတ်ကြွေခိုးကြည့်နေတယ်ဆိုရင်ပြည်ဒါကစာជីဝမ် မမတာပေါ်သွားပြီတဏ္ဍကုံတင်လို့ရပြီဆိုတဲ့အကြောင်းအချင်းချင်းလက်တို့ပြီးတော့တတိပေးလိုက်ပါပြီပြောင်းလမ်းမှာပြီးစက်ပေါက်ချောင်းရွာမှာမတာပေါ်ပါအလောင်းကောက်ချင်တော့ကောက်မြတ်တတိရှိတယ်ဒါကစားရတဲ့လူတွေကိုတော့ပြီဒါကစားရမှာတရင်ပေါက်ကြားတယ်ဆိုပြီးအချင်းချင်းပြန်ဖမ်းတဲ့ဟင်တာ900ဆက် ကနေနေဆိုတဲ့အခြေအနေကိုတော့ကျွန်တော်တို့ကြားရပါတယ်အဲ့တော့နောက်တစ်ခုဘကိုတိုင်းပြည်ပတော်ဘုံအောင်မူသူဟွန်းမတာထပ်ပေါ်ပါတယ်အချင်းချင်းထပ်ပစ်လို့ပါ24ရက်နေ့နနက်တနာကြီးပြီးအုံတော်လမ်းမှာနေအိမ်တစ်လုံးမှာအေနဲ့ပြည်တဲ့တပ်ပွဲမှာဝင်ရောက်တဲခုနေတယ်ဆိုတော့တည်င်း ရရှိတော့ကြောင့်လက်နက်ကအစုံကြီးနဲ့စစ်ကားတွေတလဟောနဲ့ဝုံနဲ့သွားပြီးဝင်ရောက်စီးနှင်းခဲ့ပါတယ်ပြစ်ခတ်ခဲ့ပါတယ်အဲ့တော့အဲ့ဒီအချိန်မှာနတ်တလင်းမျိုးရွာမရက်ကွက်ရွာမမှာနေထိုင်တဲ့ပုံအောင်မိုးသူဆိုတဲ့ကောင်ကိုဖက်စစ်တပ်ကပြစ်ခတ်လိုက်ပါတယ်ဟင်တာကူတောင်ဆက်ကိုလူကိုပြစ်တတ်တာ ဲ့ဒီအောင်မျိုးသူဆိုတဲ့ကောင်ကပီဇာတိမဟုတ်ဘူးနတ်တလင်းကကောင်တွတ်သူမားဖြစ်ပြီးအနီးနားကလူငယ်တွေကိုဖမ်းဆီးဆက်နှုတ်တော့ဖမ်းဆီးသွားတယ်လို့ကျွန်တော်တို့သိရပါတယ်နောက်တစ်ခုကအမတသုံးလေးလေးအမြောက်တက်ဘုံကျချတာဘလုကောင်လေး တက်တွေပေါ့ဗျာအဲတက်တွေကသူ့တက်တွေကဖက်စစ်တက်ကကုန်လေပြန်ရှုပ်လာတာမြောက်ဆန်းလာဒါပေမဲ့ကြောက်ရွံ့ပြီးတော့အမတ်တုံးလေးလေးပန်းတော်ကြီးလေချောင်းနဲ့မှားချဲတာအကုန်ပြာကြပြီးမတာပေါ်လာပါတက်ဆုပ်လာတာဖြစ်ပါလေအဲ့တော့အမတ်တက်ရင်မှုဒီကိစ္စနဲ့ပတ်သက်ပြီးအဖမ်းခံရမယ်လို့ကျွန်တော်တို့ကြားနေရပါ နောက်ထပ်သတင်းတစ်ခုကတော့မြင်ထွေးဆိုတဲ့ပုံမူးကြီးဆိုတဲ့ကောင်စောက်ကျင့်တဲ့ဇက်မှမကောင်းတဲ့ပုံမူးတို့ပုံကြီးတို့ပေါ့ဗျအဲ့တော့မြင်ထွေးဟာရဲဘော်တပ်သားတွေရဲ့စစ်စင်ရေးစစ်ကြီးလာစာတွေမပေးပဲဖြတ်စားလက်စားလို့ခေါင်းပုံဖြတ်အမျက်ထုတ်နေတယ်ဆိုတဲ့အကြောင်းဒီကနေ့ကျွန်တော်တို့သိရှိထားရပါတယ်အဲ့တော့မြင်ထွေးဆိုတဲ့ကောင်ဟာငါတော့ကောပြီး တွေ့တဲ့အကုန်ထဲ့ပါတယ်တိုက်ပွဲသွားတဲ့လူတွေဆယ်လပိုင်းဆက်တလပိုင်းလစာတွေကိုလုံးဝမပေးဘူး၃လပိုင်း၅လပိုင်းကိုပေးပြီးခွန်ရှိကိုဟော၃လပိုင်း၅လပိုင်းမရဘူး9လပိုင်း10လပိုင်း9လပိုင်းပေးတယ်ဗမော်ရှေတန်းမှာရောက်နေတဲ့ရဲဘော်စစ်တီတွေဟာစကားဆိုင်တနေ့ကိုစစ်စင်ကြီးနေ့ရက်စီထောက်နေရလဲ မပေးဘူးအဲ့တော့လက်ရှိအချိန်မှာဘတ်စစ်တပ်ဟာလောက်ကန်တပ်သားတွေတဲ့နေ့စဉ်စစ်စင်ဈေးအတွက်တနေ့ကိုထောက်နေရပေးပါလေအဲ့တော့ရှေလန်စကန်ဒီမှာနေထိုင်တဲ့သူတွေကိုလုံးဝဒီပတ်စံတွေမပေးပဲအချင်းချင်းခေါင်းပုံဖြက်ကုတ်သွေးစုပ်နေရတည်ရပါ အဲ့တော့ရှေ့တန်းထွက်တဲ့အချိန်မှာပဲရတဲ့ဒီပတ်စံထောက်နေရနော်အဲထောက်နေရလားတသိန်းနှစ်တောင်းလားမသိဘူးဗျအဲ့အဲ့တလောက်အော် sorry တလောက်တသိန်းနှစ်တောင်းလားမသိဘူး sorry မှားသွားပြီနော်အဲ့တော့အဲ့တော့လေမရဘူးလဆာတွေလည်းမရဘူးတက်ခွဲမှုထိန်လင်းမှုနဲ့ဘုံမှုကြီးမြင့်ထွေးတရင်မှုကိုကျိုးအတွက်သုံးတယ်ထိန်လင်းမှုကတော့ပတ်စံ49ဆင်းဆိုတော့ ရှေ့တန်းမှာစစ်တိုက်နေတဲ့ကောင်လေးစစ်တိုက်နေတဲ့ကောင်လေးဘဝရဲ့အသက်ကြီးရင်ပြီးကိုယ်တဆုံစီတီကိုယ့်ရဲ့ဆစ်စင်ရင်းနိရခါလီလာစာတွေတော့မရပဲနောက်တန်းကမရရီဖာခံထွက်နေရတယ်ဆိုတာသိကြပါရဲ့လားပြောရင်ရိုက်သွားမှာဆိုလို့စက်မပြောတော့အဲ့တော့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးဘသူကပြောတာလဲလူမျိုးတော့မင်းကဘယ်ရသိရတာလဲဆိုတော့ ကချင်းပြည်နယ်ဗမော်တိုက်ပွဲအမတော်ဝင်တင်တက်ရင်မှအလင်းဝင်ရောက်ခဲ့တက်ချက်၃ကဒီကနေ့ပြောဆိုလိုက်တာဖြစ်ပါတယ်အဲ့တော့ကိုရဲဘော်ရဲဘတ်ချင်းလဲတစ္ဆာမရှိကိုကိုကိုလဲတစ္ဆာမရှိကိုတိုင်းပြည်ကိုနိုင်ငံကိုလူမျိုးပေါ်မှာလဲတစ္ဆာမရှိတဲ့ကောင်းကြီးစီကမျော်လင့်နေကြပါကုန်တော့ငြိမ်ချမ်းရေးကြီး MICC လားဘယ်မှာလားလူမြင်ကောင်းလူကြောက်ကောင်းလုတ်ပြနေတာကိုလည်းကျွန်တော်ဒီကနေ့တွေ့ရပါတယ်ဖက်စစ်တက်ကခေါင်းဆောင်ကစတရင်မူဘုံမူဘူကြီးတရင်ဘူကြီးအဆင့်အလောက်ထိနော်တက်ချက်နဲ့အခြားစစ်တီတွေကတော့မျိုးစာပင်တွေပေါ့ဗျာ သူရဲ့မိသားစုတွေကတော့မျိုးစာပင်တွေပေါ့အရာရှိအဆင့်တွေထိ ိုတပ်ပေါ်မှာလည်းကိုတစ္ဆာမရှိဘူးကိုရဲဘော်ရဲဘက်ပေါ်မှာလည်းတစ္ဆာမရှိဘူးကိုနိုင်ငံကိုလူမျိုးပေါ်မှာလည်းတစ္ဆာမရှိဘူးကိုကိုကိုပေါ်မှာလည်းတစ္ဆာမရှိဒီလိုကောင်းနေစီကမြုံလင်ပြီးတော့ငြိမ်းချမ်းရေးရွေးကောက်ပွဲရွေးကောက်ပွဲဟာလက်ရှိပြိပခဖြစ်စဉ်များကိုပြောင်းလဲဖို့အဖြစ်မဟုတ်ပေမဲ့ပြောင်းလဲမနိုင်ပဲ လမ်းကြောင်းတစ်ခုဖြစ်တယ်လို့ပြောလိုက်တဲ့စစ်တပ်မျိုးဆက်ခေါင်းဆောင်ကျောင်းသားခေါင်းဆောင်ဦးကုတ်ကိုကြီးရဲ့စကားဒီကနေ့ကျွန်တော်နားထောင်လိုက်ရပါတယ်ဆိုတော့ဒီလိုသစ္စာတရားမရှိဂတိမတည်ဘယ်ဒုံကမှမဂတိမတည်60နှစ်မှာဂတိတည်ခဲ့လား58မှာဂတိတည်ခဲ့လား60နှစ်မှာဂတိတည်ခဲ့လား 88မှာဂရိတည်ခဲ့တာပြောရင်ပြောတဲ့အတိုင်းလုတ်ခဲ့တာ2000ခုမှာဂရိတည်ခဲ့တာ2020မှာဂရိတည်ခဲ့တာ2021မှာဂရိတည်ခဲ့တာဖြာတဲ့မလောက်တော့တိတ်ခါမရှိတဲ့ဖစစ်တက်ကပြောတဲ့စကားဖြာစကားချင်းကြည် အဲ့လိုပြောရင်ဒီဒီဝမ်းစာရှာပွေနေတဲ့ဒီအမိတွေပေါ့နော်ဒီပြည့်တဲ့စာအမများကိုထိခိုက်တယ်ဖြစ်သွားရင် တောင်းပန်ပါတယ်စစ်တပ်စကားချင်းသားရည်မှုကျွန်တော်ကဒီနေရာနေကင်မွတ်တက်လိုက်ချင်ပါတယ်စစ်တပ်ကကောင်တွေတမိုင်းအဆက်ဆက်ပြောခဲ့သမျှအကုန်ချင်းသားရည်ယူပြီးပါပြီတမိုင်းကိုပြန်လိုက်ရင်ဒီဗီဒီယိုညာလုံးပေါက်သွားမှာဆိုလို့ နွားရှိမှာတော့ထုံကျူးမပြချင်တော့ဘူးအဲ့ဒီငင်းကြံရေးဆွေးနွေးပွဲဘာဆွေးနွေးပွဲညဆွေးနွေးပွဲခေါင်းစဉ်တက်ပြီးပြည်တွင်းမှာနိုင်ငံရေးနီးနဲ့အကြမ်းမဖက်ရယူပေါ်ပြောင်းလဲမှုစ조사နေတဲ့သူတွေကိုတခုပြောလာပြောချင်တာကစစ်တပ်စီကဖက်စစ်တပ်လူယုံမှာတတိုက်မိဆာတိုက်စီကခင်ဗျားတို့မျော်လင့်နေသေးတယ်ဆိုတာကူက ပြည်သူစံနာနဲ့ဆန့်ကျင်နေတာပါဒီချိန်မှာပြည်သူတရားလုံးကိုမေးကြည့်လိုက်ပါအချောင်းနေအချောင်းစားရေပေါ်စီ elite လူရန်စားများမပါစစ်ကောင်စီအတိုင်းဝန်းနဲ့ဘောမြဘောမာများမပါလက်ရှိအခြေခံလူရန်စားတကယ်ပြည်သူလူလူစစ်စစ်ကိုမေးကြည့်လိုက်ပါဖတ်စစ်တက်ကိုစစ်အနိုင်တိုက်ပေးပါဆိုတဲ့ solution အဖြစ်တစ်ခုကလွဲလို့ ကျန်တာဘာမှပြည်သူလူလူကစောရကမတက်တော့ဘူးမမျော်လင့်တော့ဘူးစစ်တပ်ကိုပြည်သူဟာကြောက်ခိုင်းလိုက်ပါပြီဒါကိုမသိပဲစရစရတော့နိုင်ငံကြီးတမိုင်းရှိဝါရှိပုပ်ကူများကမျော်လင့်နေသေးတယ်ဆိုတာဟာလေခင်ဗျားတို့ဟာစစ်တပ်နီးသူပြည်သူကိုကြောက်ခိုင်းလိုက်တာဖြစ်ပါ ဒီဒီစကားကိုကျွန်တော်ရှင်းအောင်ထပ်ပြောရရင်ပြည်သူလူထုဟာစစ်တပ်ကိုကြောခိုင်းလိုက်ပြီဆိုတာတမိုင်းတစ်ချောင်းမှာတက်တည်အများကြီးပြောက်ခဲ့ပြီးသားပါရွေးကောက်ပွဲတွေရွေးကောက်ပွဲတွေမှာပြည်သူလူထုဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ NLD ကိုစစ်တပ်ကလွှဲရင်ပြီးရောမဲတဲ့အနိုင်ရရှိချိန်ပေါင်း၃ချိန်တည်းမနေရှိခဲ့ပါ ဒါပေမဲ့ဖက်စစ်တပ်ဟာတောင်ကော90ရွေးကောက်ပွဲမှာဂရိမတီပဲတနိုင်ငံလုံးဖန်ဆီးထောင်ထဲထည့်ပြီးစစ်အာဏာသိမ်းခဲ့ပါတယ်။ညင်းမလား။နှစ်2012ရွေးကောက်ပွဲစစ်တပ်ကလွှဲရင်ပြော်ကြံတဲ့အကူအကုန်တာနိုင်ငံနဲ့လူနာ။2020ရွေးကောက်ပွဲ2020ရွေးကောက်ပွဲစစ်တပ်ကိုပြည်သူကကြောခိုင်းထားတာ ကြပါပြီ။နောက်စကားရက်တစ်ခုကကျွန်တော်တို့ဥက္ကုကိုကြီးပြောတဲ့မှာကျွန်တော်ပါတာကိုပြပြတာပါ။ကျွန်တော်တို့88တုံးကလည်းလက်နက်ကင်တိုက်ပွဲကိုစိတ်ကူးရှင်ခဲ့ဘူးလားပဲ။ကျွန်တော်တို့မျိုးတော်လိုက်ရေးမှာ လက်နက်ကင်တိုက်ပွဲဝင်နေတဲ့ကျွန်တော်တို့မျိုးဆက်အသီးသီးကတော်လိုက်ရဲပေါ်နေရစိတ်ကူးရှင်နေတာမဟုတ်ပါဘူး။အကြွေတိတိကြကြတိတ်တိတ်မမပြောချင်ရင် NUG MOD ဘာညာတရကတိတ်တိတ်လက်ညှိုးဖူးပြောပါဘူး အန်ယူဂျီတိုင်းတော်လိုက်ရေးသမားမဟုတ်တယ်လို့တော်လိုက်ရေးသမားတိုင်းအန်ယူဂျီမဟုတ်ပါဘူးလူကြီးမင်းတို့ကျောင်းတော်ကရန်စားတွေတော့၎င်း NLD နဲ့ဥကကူကြီးရန်စားတွေတော့၎င်း ANUG ကိုလူကြီးမီတို့အမြင်မကြည်ရင်တော့၎င်းတဲ့တယ်ပြောဆိုဝေဖန်ကြပါတို့တော့တော်နိုင်ရေးຫນွေဦးတော်နိုင်ရေးတိုင်းပြည်လုံးအိုးအကျွတ်ပါဝင်ပြီးလက်ရှိအချိန်ထိတန်းနဲ့ချီတဲ့ လူငယ်တွေမြေပြင်မှာအသက်ဆွတ်တိုက်ပွဲဝင်နေတာကိုတော့စိတ်ကူးရှင်တယ်လို့တော့ချောင်လို့မှမပြောမိပါစေနိုင်ငံကြီးတော်လိုင်းကန်ကြီးထိုက်ပါဆိုလို့ပါတော်လိုင်းနိုင်ငံကြီးဆိုတာကန်ကြီး net ကြီးပါတယ်အင်မတန်ကိုအကဲဆက်ပါတယ်ကျွန်တော်အရင်တုန်းကပြောခဲ့ဘူးသလိုစကားတလုံး စိတ်တက်ကိုစစ်တက်ကိုစိတ်နဲ့တော့မပြမားနဲ့လို့ပြောခဲ့ဘူးလေဥအောင်ကြီးဘလို့ဖြစ်သွားလဲဝိညာဉ်ကတခင်ချစ်မှာကနေခွေးကရက်ချစ်မှာဘလို့ဖြစ်သွားတယ်ဒါရီယာတမိုင်းမှာသင်္ကန်းစာတွေဖြစ်ပါတယ်ပြည်သူလူတို့ရဲ့အမုံအညိုနာကြီးမှုဟာနှွေဦးတော်လည်း၄နှစ်တာကာလာလဲကွက်ကြည့်ပြီးပြောလို့မရဘူးဆိုတာ အယိုးပုံကငញ្ញယေးပြည်သူကကြီးများကျွန်တော်ထပ်ပို့တိလိမ့်မယ်လို့ယူဆပါတယ်ဒီလီနစ်တာလို့တော်လန်ရေးကာလာလေးကိုကွက်ကွက်လေးပြောပြနေတာမဟုတ်ပါဘူးတမိုင်းမှာသင်္ကန်းစာ ရှိလို့လက်ရှိသင်္ကန်းစာတွေလည်းတွေ့နေရပါတယ်သူမနာကြောမှာတရားတွေနေပြနေ့စဉ်ဘုံကျဲလို့တေကြည်ပြက်စီးသွားရတဲ့လူတွေရဲ့အယိုးပုံကဖစစ်တဲ့စစ်ကြောရေးစခန်းတွေမှာအကြောင်းမဲ့အပြစ်မဲ့အသက်ဆုတ်သွားကြတယ် လူငယ်မျိုးဆက်တွေရဲ့ဝိညာဉ်တွေအယိုးပုံတွေပေါ်ကအပြစ်မဲ့ပြည်သူလူထုစာတင်ကြောင်းတွေနေအိမ်တွေပေါ်ကိုဘုံကျဲပြီးတိတ်ဆုံးသွားရရှာတဲ့အယိုးပုံပေါ်ကမိသားတစုအိမ်သားတရင်၅ဦးလုံးတပြိုင်တည်းတည်သွားတဲ့အယိုးပုံပေါ်ကစီပါရွာကခေါင်းဖြတ်ဥထုတ်ပြီးတစသည့်ရက်ဆက်အသက်ဖြတ်ခံခဲ့ရတဲ့ပြည်သူလူထုရဲ့အယိုးပုံပေါ်ကငြိမ်ချမ်းရေးတရားခမရတို့ဟောခြင်းနေကြတာ ဒီအခြေအနေကြီးကိုတော့ကျွန်တော်အံ့ဩမိပါတယ်ဒီစိတ်ကူးစိတ်တန်းတဲ့ဒီအတွေးခေါ်ကိုတော့ကျွန်တော်အံ့ဩမိပါတယ်တဆတ်ဆတ်ထဲမှာဥတန်းရွှေမောင်အီးတို့ပိုင်တဲ့ငပလီကဟိုတယ်ကိုအာခတ်တက်တော့အေကတိမ်ပိုက်ထိန်ချုပ်ချိတ်ပိတ်အပြီးမှာဒီကနေ့ဟာခါကနေအင်းရဲ့ထန်တလန်ကနေအင်းရဲ့ချန်နီမီတွေအားလုံးကိုစစ်ကောင်စီရဲ့အဖွဲ့ဝင် ဖြစ်တဲ့ဒေါက်တာမူထန် ရှင်းပြနေဝင်ကြီးချုပ်ကဥဟုံငိုင်းအငိမ့်လိုက်ညွန်ချုပ်ဒေါက်တာဘာမောင်ရာဒူးဝင်အဖွဲ့အောင်ဥငုံမောင်ချင်းပါတီခေါင်းဆောင်တဦးဖြစ်တဲ့ဥနိုးထံကတ်တို့နဲ့အတူရှင်းပြတဲ့ပါတီကိုတည်တော်ပါစစ်ကောင်စီချင်းပါမယ်ရွေးကောက်ပွဲကိုဝင်ရောက်ပြိုင်ဆိုင်မှုရှင်ပြိုင်မှုလုပ်နေတဲ့စက်ကရေးပါတီအရင်ကစက်ကရေးပါတီဝီတအူးလေးဖြစ်တဲ့ စစ်တပ်နဲ့တရားယာကိုင်းလုံးပူပေါင်းနဲ့ပူပေါင်းနေတဲ့လူဖြစ်တဲ့ချင်းပြည်နယ်ကြက်ဖို့ပါတီဥက္ကဋ္ဌဒေါက်တာမူထန်ရဲ့အိမ်ကို CNA CNF တပ်တော်ကဒီကနေ့ပိုင်ဆိုင်မှုမှန်တယ်ဗျချိတ်ပိတ်တင်ဆိုင်လိုက်ပါနောက်ကာလရီမှာစစ်တပ်ခရိုနီစစ်ကောင်စီအတိုင်းဝိုင်းတွေရဲ့ပိုင်ဆိုင်မှုမှန်တယ်ဗျဘာတစ်ခုမှပြန်မရပဲ နောင်နာကတိုင်းပြည်တည်ဆောက်ရေးမှာအတုံးချဖို့ဒါဟာဒုတိယမြောက်သိမ်းဆီးမှုဖြစ်ပါနိုင်ငံအနှံပြားမှာမတရားရယူထားတဲ့မြေယာတွေအိမ်ယာတွေမတရားရယူထားတဲ့ညီသိမ်းမှုတွေလယ်သိမ်းမှုတွေအချားနီးလနဲ့ဂုတ်သွေးဆုပ်တဲ့ပိုင်ဆိုင်မှုမှန်သမျှဤတော်လည်ကြီးကခွန့်လုံမှာဟုတ်ပါ 1988တုန်းကလို့ပေါ့သူတို့အကျိုးစီးပွားသူတို့ကိုခွင့်လို့ပေးပါခွင့်လို့ပေးရင်သူတို့အနာမသိမ့်ပါဘူးဆိုပြီးမျက်ရည်ကန်ထိုးခဲ့တုန်းကနိုင်ငံရေးဆိုတွေကခွင့်မလို့လို့ဆိုပြီးသူတို့အနာသိမ့်ရပါတယ်ဆိုပြီးအနာယူတကောင်သားတွေကစင်ကြီးပေးခဲ့သေးတယ်ဗျဒီတစ်ခေါက်ကတော့စင်ကြီးလည်းမရဘူးလက်ချီလည်းမရဘူး စစ်တပ်နဲ့စစ်တပ်အတိုင်းဝိုင်းတစ်ခုလုံးပိုင်ဆိုင်တော့ဟာမှန်တယ်ဗျဘဝမကူရေမရှူစနဲ့ဘရင်အောင်ဖောင်ပြက်ငါတို့မှလည်းဘာမှမရှိတော့ဘူးငါတို့မှပြင်စရာအိမ်လည်းမရှိတော့ရှင်တမ်းမဲ့မနှက်ဖြန်ဟာတော်လိုင်းရေးတာဖြစ်ပါလေအောင်ဝဲကိုရယူရန်တာတိုင်းပြည်တည်ဆောက်ရန်တာငါတို့မနှက်ဖြန်ကိုရှင်တန်နေတာဖြစ်တယ်ဆိုတော့စိတ်တစ်ခုတည်းနဲ့ဒီတော်လိုင်းရေးကိုဆင်နေနေကြတာဆိုတော့ အယိုးပုံကအယိုးပုံပေါ်ကငင်းငင်းတရားဟောချင်သူများ ਨੇ စစ်တပ်အတိုင်းဝိုင်းတစ်ခုလုံးသိစေရင်ဒီနေရာကနေရာသတန်ထုတ်ဆင့်နေလို့ပြောလို့ပါတိလူရာသတန်ပါလူမြတ်ကျော်ရာသတန်ပေါ့ပေါ့ကျွန်တော်ပြောနေတဲ့စကားတွေနဲ့ပြည်သူ့နဲ့ဆန္ဒနဲ့တထက်တဲကြမယ်လို့ကျွန်တော်ယုံကြည်တယ်ခေစကားနဲ့ပြောရင်ရှင်ဘတ်ကြီးချက်ပိန်ထိုးတာလေတူတယ်ဗျာအဲ့တော့နောက်တဲ့သတင်းတွေကတော့ နျူကလ িয়ার စစ်ရုံကိစ္စရှိနေပါတယ်။လာရှိုးပြန်ပြီးမပြီးရေဟိုတစ်ချိန်လုံးကလို့ဗမာပြည်ခွဲရေးတွဲရေးလုံးဝလွတ်လပ်ရေးစက်ကူစီမံကိန်းဗမာပြည်ကအမြဲနှချမ်းကွဲနှချမ်းမကွဲကွဲအောင်လဲစစ်တပ်ကအမြဲတက်ရှုံနေကြ။အဲ့လိုတက်ရှုံလို့ရအောင်လဲနိုင်ငံရေးသမားတွေတချို့ elite ဂျီဘော်စီတွေကလမ်းကြောင်းပေးနေကြ။ဒါမျိုးတွေယူနေပြီ။ အဲ့တော့လက်ရှိလာရှိုးမှာ MD ပြန်မဆုတ်သေးပါမြို့ပေါ်12ရက်ကွက်ကိုပေးမယ်ဆိုတဲ့ညှိနှိုင်းချက်တော့ရှိနေပါတယ်ဒါပေမဲ့စစ်ကောင်စီကလည်းတမျိုးလုံးကိုယူမယ်ဆိုတဲ့တဲ့င်းရှိပါတယ်ဘာလို့ဆက်ဖြစ်မလဲဆိုတာပိတ်ကားထပ်မှာစောင့်ကြည့်ဖို့လိုပြီးတရင်တပ်ဖွဲ့ဘောင်းစုံတော်လိုင်းသမားအလုံးစုစည်းတိုက်ပွဲဝင်လာတဲ့လာရှိုးဟာ ် MNDAA ပိုင်တာတော့မဟုတ်ပါဘူး။တော်လန်သွေးဆက်တီနဲ့ထုံမွန်းထားတဲ့လာရှုမြို့လေကအလံတော်ဟာ MNDAA ရဲ့တပ်အလံတော်ဖြစ်ကောင်းဖြစ်မယ်။ဒီအလံတော် site to queen ရဖို့အတင်းတရတော်လန်ရေးတပ်ပေါင်းစုတွေကတရားနာလေးပါတယ် MND ပါတယ်အညာတက်တွေပါတယ် PDF တွေပါတယ် MND ပါတယ်အကုန်ပါတယ်ပါနိုင်တယ်လို့ပါကြတယ်ဒီသွေးတွေနဲ့ထုံမွန်းထားတဲ့ အောင်မြေဖြစ်ပါတယ် MNDE တယောက်တည်းပိုင်နေတာတော့မဟုတ်ဘူးဆိုတာကိုတော့ MNDE ကတာဝန်ရှိလူကြီးမင်းများတတိချက်ဖို့လေးလေးစားစားပြောပြပါရစေနောက်တစ်ခုတိုင်းမှာ CRPH ကတိုင်းလွတ်တော်နဲ့ဆွေးနွေးတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပြီးမှတိုင်းအစိုးရကိုယ်တိုင်ဖိတ်ကြားတဲ့အစီအွေး ဘင်းစတက်စီဝေးကိုမဲအောင်လိုက်ကိုယ်တိုင်တတ်မယ်ဆိုတဲ့တဲ့နေရှိပါတယ်။ဒါဟာအာဆီယံရဲ့အရေးဖြစ်တယ်။တစ်ဖက်မှာရုရှားနဲ့ပေါင်းဆက်တဲ့နျူကလ িয়ার စစ်ရုံစီမံဂိမ်းကိုပေါင်းလုံးစေအနည်းမှာစောင့်နေလို့ကျွန်တော်တို့အခြေခံသတင်းများအကြံဉာဏ်သတင်းများရရှိထားပါတယ်။နေပြည်တော်မီလီရီအတွက်အဓိကယူရမယ်ဆိုတဲ့အခြေအနေရှိပါတယ်။အဲ့တော့ နောက်တစ်ခုက DNA ကိစ္စအငင်းဘောဘွေရအခြေအနေတွေအများကြီးကျွန်တော်တို့ကြားနေရပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီခြေထိမျောလင်းယုံကြည်စေပါတိုးတော့ကြမ်းကြုံရင်နှုတ်လို့ရတယ်စကားကြုံရင်နှုတ်လို့မရညီရင်းကိုတတ်တော်လေးအဖြစ်ဆက်လက်တော်လိုက်ရေးမှာအတူတိုက်ပွဲဝင်ပါရစေကျွန်တော်တွေကိုထူးထူးကျွန်တော်မပြောလို့ အဲ့တော့လက်ရှိအချိန်ကလက်ရှိဒီသတင်းတွေကတော့ဒါပဲမလား29ရက်နေ့တမရုံနေ့ဆိုတဲ့နေ့တနေ့ဂျင်းထည့်ခဲ့တဲ့နေ့တနေ့အကြောင်းလေးနောက်ဆုံးပြောပြခြင်းပါသေးတယ်တော်လိုင်းကြီးနေပါတမရုံနေ့မဟုတ်ပါမတ်လ2ရက်နေ့တောင်မူလေသမားနေ့မဟုတ်ပါအာနာနေဝင်းအာနာတိုင်းနေနေပါ တိုင်းနေပြည်နယ်14ခုဆိုတဲ့အရွယ်တို့ကျဲဘူး14လုံးဆိုတာလေနေဝင်ချင်းတက်ခဲ့တဲ့အလံကော135မျိုးဆိုတဲ့လူမျိုးစုတွေအသီးသီးခွဲခြားစိတ်ဖြာလိုက်တာလေနေဝင်ရဲ့ချင်းမှာဝိဇ္ဇာတိတ်ပံဘွဲ့နဲ့ပတ်သက်ပြီးတိတ်ပံကိုအမှတ်မြင့်တဲ့လူတွေရမယ်ဆိုပြီးပညာရေးပြောင်းပြန်လန်ခဲ့တာလေနေဝင်ချင်းတွေပါနေဝင်ချင်းတွေအများကြီးတဲမှာမှအကြီးဆုံးချင်းကတော့ လမ်းစဉ်လူငယ်မဆလာခေါင်းဆောင်ဖြစ်ဖူးခဲ့တဲ့လမ်းစဉ်လူငယ်ခေါင်းဆောင်ဖြစ်ဖူးခဲ့တဲ့စစ်တပ်မပါပဲတိုင်းပြည် ပြောင်းလို့မရဘူးဆိုတဲ့အတွေးခေါ်ချင်းကြီးပါဒင်းချင်းကြီးမှာလမ်းစဉ်လူငယ်ဖြစ်ခဲ့မှုတွေဥကုကူကြီးတယောက်စစ်တပ်ရဲ့မဆလာစစ်တပ်ဦးနေဝင်းချက်သွင်းတက်ရှူခဲ့တဲ့အတွေးခေါ်ချင်းကြီးမိနေတယ်လို့ကျွန်တော်အကြမ်းမြင်တော့ယူဆလို့ရပါစစ်တပ်မပါပဲတိုင်းပြည်ပြောင်းလို့ရမရဘူး လူကြီးမင်းတို့ဘလို့မြင်မှာကဲဒုတိယပိုင်းစားလိုက်ရဒုတိယပိုင်းမှာတော့မြို့သားညီမျိုးကြီးအစိုးရရဲ့တဘာဝဘေးအန္တရာယ်များတားဆီးစီမံခန့်ခွဲရေးဝန်ကြီးဌာနထုတ်ပြန်ပြောဆိုချက်များအရစัจจิตတ္တမ2ဘီလီယံ2024ခုနှစ်ဒီဇင်ဘာလထိတုံးဆွဲခဲ့တယ်လို့လုံးချပါတယ်ပထမတော့မောင်းမှတင်ထားတဲ့တရင်ကဘုံခုချင်းများတူးရန်နဲ့ အာဒီအသိပညာပေးရတဲ့စัจจิตတ္တမ1ဘီလီယံအသုံးပြုတယ်လို့ဆိုရပြီးလွန်ခဲ့သောနှစ်ပိုင်းမှာမောင်းကအက်ဒစ်လုပ်ပြီးအက်ဒစ်စာသားကိုအက်ဒစ်လုပ်လိုက်ပြီးတော့ဒီစัจจิตတ္တမ1ဘီလီယံဟာဘုံခုခြင်းတစ်ခုရယ်မဟုတ်ပါဘူးအဲတာလဘတ်ဒီပေါ့ဗျာဘာညာလူသားချင်းစာနာမှုဆိုင်ရာအကူအညီတဘာဝပေးရတဲ့အယံဆန်ပါဘာဒီလုပ်နေတာလဲဆိုတော့လေကျွန်တော်နားမလဲပါဘူးဒီစัจจิตတ္တမ1ဘီလီယံပတ်စံဦး ထမဘုဟုချင်းတူကိုစัจจတ္တမ1ဘီလီယံဆိုတော့ဘုံချဲလို့တည်သွားတဲ့လူတွေကိုဖြတ်ခင်းမျက်နှာမျက်စိတွေမှာပြေးမြင်ပါတယ်လုံးချက်လိုက်ချတာဗျာနောက်တစ်ခုကဒီသတင်းထွက်ပေါ်လာပြီးမှဘုံခုချင်းတူရင်တိုက်ဆောက်ကားစီးလို့ရပြီဆိုတဲ့စိတ်ကူးနဲ့ဘုံခုချင်းတူမဲ့လူတွေလည်းဆိုရှယ်စာမျက်နှာထပ်မှာအများပြားထွက်ပေါ်လာပါတယ်စရင်းကိုလုံးတုတ်တာမျိုးကတော့မကောင်းပါဘူး စကိုင်းတိုင်းဘုံခုတ်ခြင်းများသူ့ရဲ့အတွက်တစ်ချက်စကိုင်းတိုင်းစစ်ပီးရှောင်းများအတွက်နှစ်ချက်နေရပြောပြတယ်နေပြည်တော်စစ်ဘေးရှောင်များအတွက်3ချက်ဥပမာပေါ့ဗျာကင်းနီပြည်နယ်ဘာအတွက်5ချက်ဒီလောက်ကတော့ပေါ်ပြလို့ရတယ်လို့ကျွန်တော်ယူဆပါတယ်ဘုံကိုချင်းများသူ့ရဲ့စစ်ကြတသမာ1ဘီလီယံဆိုတဲ့ပတ်စံကြီးတာလက်ရှိအလူခံနေတဲ့ ။ MOD အောက်ကတိုင်ရင်တက်ဖွဲ့တက်ခွဲအသီးသီးကဒူရီတန်ကြီးစံဖို့လက်နက်ဖို့ယူနီဖောင်းဖို့စားဖို့တောက်ဖို့ရိတ်ခါဖို့တွေပေးနိုင်ခဲ့ရင်သို့မဟုတ်18.2ဘီလီယံကိုစစ်ပုံကြောင့်တိဆောက်တဲ့နေရာမှာအသုံးပြုနိုင်ခဲ့ရင်လုံးတော့ပတ်စံတွေကိုတကယ်ထိရောက်တဲ့နေရာမှာသုံးနိုင်ခဲ့ရင် ခင်ဗျားတို့ပေးတဲ့လူသားချင်းစာနာမှုအကူအညီဟာအမေရိကန်အားနှစ်ပေါင်း30လောက်ဗမာပြည်ကိုပေးခဲ့တာပါဒါပေမဲ့ပြဿနာပြီးမသွားပါရှင်းအဲ့တော့လက်သိထိုးပြီးလက်ချိတ်ထိုးပြီးဘလို့ပေးလို့ဘလို့ရာမန်းပြီးပေးကပေးဤမရကြွေးကကြွေးမဝအချီနေနဲ့2024ခုနှစ်ဒီဇင်ဘာထီတော့အန်ယူဂျီရဲ့ဝန်ကြီးဌာနတစ်ခုဟာ17.1ဘီလီယံအသုံးပြုလိုက်ကြောင်းထုတ်ပြန်မှုအပေါ်မှာ Di